မင်္ဂလာပါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုစိတ်ပြားချမ်းသာချမ်းသာကြပါစေဒီနေ့ပြောချင်တာလေးကတော့ဟိုတွင်ခဲ့တဲ့နေ့ရက်ကဘုံဘုံလို့တင်လိုက်တဲ့စာလေးပေါ့အဲဒီစာလေးကိုတချို့နားမလည်တဲ့ပုဂ္ဂိုလ်တွေကဒီစကားစံလေးနဲ့ပေါ့ဟိုဗီဒီယိုလေးနဲ့တင်ပေးပါလို့ပြောတဲ့အတွက်ဘုံဘုံတို့ကဗီဒီယိုလေးနဲ့ပြန်လည်ဖြေချပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်အနစရှိရနေကဖြစ်သွားတဲ့အင်္ဂလင်တန်းကြောင့်မို့ ဘုရားကျောင်းကံစီတီတွေတန်ဃာတော်ရှင်မြတ်တွေရဲ့အသက်တွေသူတွေရဲ့အသက်တွေတရားတွေအစာအုပ်တွေလမ်းတွေပျက်စီးသွားတဲ့အတွက်လည်းအမတန်မှဝမ်းနဲ့ချီးကျွယ်မှုဖြစ်ရပါတယ်လို့ဒါလေးလည်းပြောပြရစီဒီကတော့ဓမ္မပြီမှာဖြစ်နေတဲ့ကံဖြစ်နေတဲ့အတိုင်းအတာတွေကိုစနေတပောင်ပေါ့လေစနေတပောင်ကန်စားတာတွေအရာကြည့်တော့ကြည့်ပြီဆိုလို့ရှိရင်တော့ညီမပြည်ကြီးငိမ့်ချမ်းမှုအတွက်အမတန်မှကိုကောင်းတဲ့အခွင့်အလမ်းတစ်ခုကိုရောက်ရှိနေပြီလို့ အဲနမိတ်တပေါင်းဒီအရာတော့ဒီလိုပဲအဲပြောလို့ရပါတယ်အဓိကကတော့မိမိရဲ့အယက်ဒေတာဟိုအင်းတွေကိုဆုံးခွာသွားတဲ့လူတွေရဲ့ရွာတွေဆုံးခွာသွားတဲ့လူတွေအဲ၁၇လပိုင်း၂၁နှစ်2025မှာဆိုလို့ရှိရင်82နှစ်ရာခိုင်နှုန်းသောဟိုအင်းဆုံးခွာရတဲ့လူတွေဟာကိုယ့်ရဲ့ကိုဒေတာကိုယ့်ရဲ့ကိုဒေတာကိုဟိုအင်းတွေမှာအေးချမ်းချမ်းနဲ့နေထိုင်မှုအတွက် 80နှစ်ရာခိုင်နှုန်းလောက်အခြေအနေတွေအခြေအနေကောင်းတွေပေါ်မှာရောက်နေပါတယ်နောက်တကပြည်တွင်းစစ်ကြီးပြည်မှုအတွက်ဆိုလို့ရှင်လည်းအမတန်နီးကပ်လာတဲ့အနေအထားကိုရောက်နေပါပြီလို့ဒါကန်စာတာတွေအပေါင်းတွေနမိတ်တွေရဲ့အနေအထားကိုပြောပြခြင်းဖြစ်ပါတယ်အဲပြည်တွင်းစစ်ကြီးပြီးဖို့ဘလောက်လိုသေးတယ်လဲလို့တချို့ကမေးပါတယ်အဲတချို့ကမေးတဲ့အတွက်အဲ့ဒီအမေးလေးကိုလည်းတက်နိုင်လို့ဖြေပြရစီပြည်တွင်းစစ်ကြီးပြီးဖို့ဆိုတာကဒီ 2025အလွန်2026ခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ပြည်တွင်းစစ်ကြီးရဲ့ဒီ85ရာခိုင်နှုန်းကတော့ပြည်တွင်းစစ်ကြီးပြီးစီးသွားပြီးပြည်သူပြည်သားတွေ82ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီး85ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီးပြီးစီးသွားတဲ့အတွက်မြန်မာပြည်ဒီပြည်တွင်းလူနေတဲ့ပုံကိုယ်တွေအားလုံးဟာဟိုတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့တယောက်ကိုတယောက်ရံမမှုပဲနဲ့အေးအေးချမ်းချမ်းနဲ့ နေထိုင်ရမယ့်အနေအထားအလားအလာတွေက2026ဒီဟာအခုနလာပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုပေါ်ပေါ်လင်းလင်းထင်ထင်ရှားရှားဖြစ်လာပါပြီအပြက်စီးသွားတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်တော့ဝမ်းနဲ့စရာကောင်းဝေမဲ့ဒီတစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့စီလုံးမှုတွေညင်ညွတ်မှုတွေတယောက်ရဲ့အသက်ကိုတယောက်တန်ဖိုးထားမှုတွေကအင်မတန်မှကိုပေါ်လွင်လာပါတယ်ဒါကတော့အင်မတန်မှကိုမြန်မာပြည်သူပြည်သားတွေရဲ့ချစ်စရာကောင်းတဲ့စိတ်ဓာတ်ပါပဲ အဲအဓိကကတော့ဒီတွင်းမှာတော့တော်တော်ငြိမ်းချမ်းသွားမယ်ဒီမာကြီးမှာတော့တော်တော်ငြိမ်းချမ်းသွားမယ်ဒါပေမဲ့နေဇက်ဒေတာဒီမှာတော့တိုက်ပွဲတွေအနည်းငယ်ရှိလာနိုင်ပါတယ်အဲတိုက်ပွဲလေးတွေအနည်းငယ်ရှိလာနိုင်တယ်အဲနောက်တစ်ခါကြာလို့ရှိရင်ဒီပြည်ရင်းစစ်ကြီးငြိမ်းချမ်းသွားပြီအတက်နိုင်ကုန်ပြီးစီးသွားပြီပေါ့85ရာခိုင်နှုန်းလောက်ပြီးစီးသွားပြီဆိုရင်အဲမြန်မာပြည်တွင်းမှာအလောက်ကန်အပွင့်လန်းတွေပို့ပြီးတော့ဟောလာပါလိမ့်မယ် အဲနောက်တစ်ခါပြောချင်တာကတော့ဒီ2025 9လပိုင်းအထိကတော့အသက်32နှစ်ရဲ့အောက်အသက်32နှစ်ရဲ့အောက်အမျိုးသားအမျိုးသမီးပေါ့နိနန္ဒာရီအနေနဲ့ဆိုလို့ရှိရင်စနေဘုဒ္ဓဟူဇာတာပတိစနေဘုဒ္ဓဟူဇာတာပတိသာသမီတွေအနေနဲ့ကတော့9လပိုင်းအတွင်းမှာ2025 9လပိုင်းအတွင်းမှာအဲခီးသွားတာဒီ တည်စီမှာမဟုတ်လို့ရှိရင်ခီးသွားတာတွေကတက်နိုင်လို့ရှောင်ကျင်တက်ပါတယ်2025 5လပိုင်းအလွန်ပါဆိုရင်ဒီခီးသွားခြင်းတဲ့ပုံစံတွေအတွက်တော့သွားဖို့အဆင်ပြေပါတယ်ကျန်တဲ့ဒီစနေဂျာတာပရိစနေဂျာတာပရိဘိုးတော်ဦးနင်းနန်သာသမီတွေကတော့5လပိုင်းအတွင်းမှာဆိုရင်တည်စီရေးကိစ္စကလွဲလို့ရှိရင်အဲတခြားအကြောင်းအရာတွေနဲ့ဆိုလို့ရှိရင်တော့ခီးမသွားတာပို့ပြီးတော့တင်တော့ပါတယ်ပို့ပြီးတော့ကောင်းပါတယ်အသက်32နှစ်အောက် မျိုးသားအမျိုးသမီးတွေပေါ့နောက်တစ်ခါကြံနေနန်းနေဖြစ်တဲ့တနင်းကနေတနင်းလာအင်ကာအတော့ကြာသားသမီးတွေကတော့ဒီနေ့ထဲမှာအလောက်ကိုင်းခွင်းလန်းတွေပေါ်လာမယ်ဓာတ်ရုပ်အပြောင်းရွှေ့အနေထားတွေပေါ်လာမယ်အဲကောင်းတဲ့လက္ခဏာတွေပါပဲငွေကြီးအရာအငွေကြီးအရာအဆင်ပြေလာမယ်လက္ခဏာတွေတော်တော်များများတွေ့ရပါတယ်အဓိကသူတို့အနေနဲ့ဂယုဆိုင်ရမှာကတော့လေယောဂာနဲ့အကျောယောဂာပါလေနဲ့အကျောယောဂတွေကတော့သူကအထူးကိုယူဆရပါလိမ့်မယ်။အဲနောက်တစ်ခါဒီ ဒီနှစ်နှစ်သုံးနှစ်သုံးနှစ်အတွင်းမှာဆိုမြန်မာနိုင်ငံမှာဘာတွေရှားပါလာမလဲဆိုလို့ရှိရင်ဒီနေ့စဉ်နေ့စဉ်စားတောက်နေတဲ့သူတို့နေ့စဉ်နေ့စဉ်ပုံပေးစားတောက်နေတဲ့ဦးတွေစားတောက်နေတဲ့အစားကားဖြစ်တဲ့စားတွေရှားပါလာပါလိမ့်မယ်။နောက်တစ်ခါရေချိုးတွေရှားပါလာပါလိမ့်မယ်။အဲ့ဒါဒီလိုလဲအထူးပြုဆိုင်ဖို့လိုပါတယ်။ကျန်တဲ့နေနန္ဒသမီးတွေကတော့စတော့ကတနင်္လာတနင်္ဂနွေအဲအင်္ဂါ တောက်ကြသားသမီးတွေကတော့လေယောဂါအကျော်ယောဂါတွေအဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်ဒီငလင်ကြီးပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒီမြမပြီမှာမြမပြီတွင်းမှာပေါ့မြမပြီမှာပေါ့မြမပြီမှာဆိုလို့ရှိရင်လေနဲ့ပတ်သက်တဲ့ယောဂါတွေအဲ85ရာခိုင်နှုန်းလောက်လေနဲ့ပတ်သက်တဲ့ယောဂါတွေတော်တော်များများပေါများလာပါလိမ့်မယ်။လေနဲ့ပတ်သက်တဲ့ယောဂါတွေကိုလူတော်တော်များများခံနာရပါလိမ့်မယ်။အဲဒါကြောင့်မို့ ဒီအေးတွေအလုံးကျွန်းတောက်တာတို့အေးတွေအလုံးကျွန်းခန္ဓာတို့အတက်နိုင်လို့ရှောင်ကြရပါလိမ့်မယ်။အဲတော့ဒီကားကတော့ပြောကျင်တာကတော့ပြည်တွင်းဆက်ကြီးပြီးပါတော့မယ်။မြန်မာသူမြန်မာနိုင်ငံသားအားလုံးလည်းကိုယ်စိတ်မြပြစမ်းချမ်းသာရတော့မယ်။အန္တရာယ်ကင်းတော့မယ်လို့ကိုယ့်ကိုယ်ကိုယုံကြည် ယုံကြည်ချက်ယုံကြည်တဲ့စိတ်ဓာတ်လေးတွေထားလိုက်ရမှာတဲ့အဲမြန်မာနိုင်ငံမြန်မာနိုင်ငံသားအားလုံးကိုယ်စိတ်နဲ့ပြန်ကြမ်းမှချမ်းသာပြီးတော့မိသားစုများနဲ့အမြန်မိသားစုများနဲ့အတူအမြန်ပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းသာသာရရနေနိုင်ကြပါစေလို့စိတ်ဆန္ဒပြုဆုတောင်းပါဆုတောင်းပြီးပေးလိုက်ပါရခင်ဗျာအားလုံးကျမ်းမှချမ်းသာကြပါစေ